ဒီကနေ့ကတော့နိုဝင်ဘာလအတွက်တနင်္လာသာသမီဟောစတန်းလေးအလှည့်ဖြစ်ပါရရှင်အဲ့တော့တနင်္လာသာသမီတွေကဒီကာလမှာကိုကအရာရှိအရာခံဝန်ထမ်းတွေဖြစ်တယ်ဆိုလို့ရှိရင်အော်ဒါတစ်ခုခုထွက်ဖို့စောင့်နေတာဒါမှမဟုတ်ယာတုတို့ဖို့စောင့်နေတာဆိုလို့ရှိရင် င်မျောမှန်းတာတဲ့ကိစ္စလေးတွေကအဆင်ပြေလာမယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။ဒါအပြင်ကိုနောက်တစ်ခါကျတော့နှလုံးစင်မှာအိမ်နှင်းရဲ့အိမ်တော်ရင်းမှာကလုတ်ကသိန်းပြနေတာအဆင်မပြေဖြစ်နေတာတယောက်တည်းအထီးကျန်ဆန်နေတာပတ်ဝန်းကျင်နဲ့ဘလောက်လူအများကြီးဘလောက်ပဲရှိနေတဲ့နေရာရောက်ပါစေကိုတယောက်တည်းဖြစ်နေတယ်ကိုတယောက်တည်းထိထိခံစားနေရတဲ့အစားရှိတဲ့ဖြစ်မှာနော်တွေ့ရတယ်။ပြီးတဲ့အခါမှာကျမကြီးအနေနဲ့ကတော့ခြေတော့ခြေမစိတိကြိုက်တန်ရရတာမျိုးလေးတွေရင်မက်တချမ်းကြိုက်တာခဲတာအောင်တာမျိုးလေးတွေဖြစ်နေတတ်တယ်ပေါ့နော်။အဲပြီးတော့အိမ်မှာတိလေးတွေမွေးထားတယ်တိလေးဆန်လေးတွေမွေးထားတယ်ဆိုလို့ရှိရင်ခွေးလေးတွေကြောင်းလေးတွေငှက်ကလေးတွေစားရှိတဲ့ပြင်ပေါ့နော်သူတို့ကိုလည်း အဲကောင်းမွန်တဲ့အစာအာဟာရလေးဒီဒီလမှာပို့ပြီးတော့ကျွေးမွေးပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမယ်ပြီးတော့အိမ်ရဖေးမှာအဲကိုယ့်ရဲ့မကောင်းနေတဲ့အရာတွေရှိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကံကောင်းစေဖို့အတွက်ကိုပေါ့နော်ဂန်ကော်ညော့ဂန်ကော်ပန်မကြာခဏလှူပေးပါကြက်သားဆန်ပြုတ်တပွဲမကြာခဏတနင်္လာနေ့တိုင်းမှာကတ်လှူပူဇော်ပေးပါဘာပဲလုပ်လို့တတိ အမြဲတမ်းပေါ့နော်တတိနဲ့မပြတ်ထားရမယ်တတိမမှုဘူးမမြင်ဖြစ်တတ်တဲ့အတွက်ပေါ့နော်ပြီးတော့အိမ်နှင်းရေးအိမ်တော်ရေးမှာအနောက်ချက်လေးတွေရှိတတ်တယ်နိုင်ငံခြားကိစ္စလေးတွေမှာဆိုလည်းအဲကိုစီစဉ်စရာကိစ္စလေးတွေလှုပ်ဆောင်နေရတာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲပြီးတော့အချစ်ရေးနဲ့ပတ်သက်ရင်တော့အချစ်သူအစ်တွေတွေ့တာမျိုးချစ်သူနဲ့ကိုယ့်ရဲ့ပဝင်းခြင်းက အဲဒီပေါ့နော်အချစ်တင်နေထုံမွန်းနေတာမျိုးလည်းရှိတတ်တယ်လို့အဲကိုရီနှစ်ယောက်ရဲ့ကြားထဲကိုမနာလို့ဝင်တူအဲတပုတ်လူနေပြောတဲ့သူတွေလည်းရှိတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။ပြီးတော့အိမ်အောင်ရှင်နေဆိုရင်တော့ကလေးမွေးတာမျိုးအဲသာသမီယတနာရတာမျိုးဒါမှမဟုတ်ကိုဝင်ရတာမျိုးဒါမှမဟုတ်ကိုအနီနာမှာကိုအနီနာမိသားစုတွေထဲမှာအဲသာသမီယတနာမွေးဖွားတာမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းတွေ့ရတယ်။အဲနောက်တစ်ခါကျတော့ဒီကာလမှာအဲကိုအတွက်ကိုအခွင့်လန်းအခွင့်အရေးအစ်တတီး နော်အဲပြောမယ်ဆိုရင်တော့အဲအစ်တတဖန်ကိုကိုကိုအစ်တဖန်မွေးဖွားလိုက်တာမျိုးဒါမျိုးလည်းဖြစ်တယ်တယ်ပေါ့နော်အဲခလေးမွေးတဲ့ဟာမျိုးခလေးခလေးလေးတောင်လူတော့ကောက်ရောက်လာတာမျိုးမဟုတ်ဘူးဆန်တော့ကိုဟာလောကကြီးမှာအစ်တတဖန်ပြန်လဲမွေးဖွားတက်ဝင်မျိုးကိုကအရင်တော့အရာကြီးအကုန်လုံးမေ့ပြစ်လိုက်ပြီးအခုချိန်မှာကိုကဒီထက်ပိုကောင်းတဲ့အရင်ကထက်ကောင်းတဲ့လူတောင်ဖြစ်ကိုကိုမွေးဖွားလိုက်ပြီးဖန်တီးလိုက်ပြီးဆိုရဲပုံစံစိတ်သက်လူသက်အတွေ့အစ်နဲ့အဲရောက်ရောက်ရှိလာပြီဆိုလို့ရှိရင်ဒီကာလမှာတင်ဟာပို့ပြီးတော့ကံကောင်းမယ်လို့ဆရာမလေးကတော့ပြောခြင်းတယ်ဒီကာလမှာတင်အတွက်ကံကောင်းစေတဲ့နံပါတ်တွေဆိုလို့ရှိရင်တော့အဲ၄ရ ရဲ့ရှေ့ရဲ့ပြီးတဲ့ခါမှာနှိမ့်ရဲ့ သုံးရပေါ့เนาะဒါတွေပါပါတယ်အဲပြီးတော့ဒီကာလမှာအထက်လူကြီးနဲ့နည်းနည်းအစင်ပေါ့เนาะဟိုပြပြပြဖြောင်းတော့နေပေါ့အဲကြည့်ရတာအထက်လူကြီးကကိုယ်နည်းနည်းစိတ်ဆိုးနေတာမျိုးသဘောမကျတာမျိုးတွေတော့တွေ့ရတယ်ဒါမှမဟုတ်အထက်လူကြီးမဟုတ်ရင်ဆိုရင်လည်းဝန်ထမ်းမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုယ်အိမ်မိသားစုမှာအဲမိဘဆွေမျိုးဒါမှမဟုတ်လည်းရောက်ခမအထက်တစ်ခုခုပေါ့เนาะတာမျိုးတွေနဲ့ကိုယ်နဲ့တိတ်အစင်မပြေတာမျိုးလေးတွေအဲမနေအဲတက်အောင်ပေါင်းနေရတာမျိုးလေးတွေတော့ရှိတတ်တယ်ပေါ့เนาะဒါလေးတွေတော့တတိထားပေးစေခြင်းနဲ့ကံကောင်းစေဖို့အတွက်ကိုဘာသာရေးတစ်ခုခုအနေနဲ့ကိုယ်နှစ်သက်ရပါသာရေးကိုယ်နှစ်သက်ရ ရအတိတ်ထံတစ်ခုခုကိုရအောင်ဝင်ပြီးတော့အဲကိုအတိတ်ထံတစ်ခုခုလောက်ပါလူဆရာမလေးကအကြံပေးခြင်းပါတယ်အောင်မြင်တိုးတက်တဲ့တနင်္လာသားသမီးတွေဖြစ်ကြပါစေရှင်